ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ reaction recap လုပ်ပြီးသွားမယ့်ဇာကားလေးကတော့အခုခေတ်လှကျင်ပကျင်တဲ့သူတွေကိုအဲကွက်ကွက်ကွင်းကွင်းမြင်တောင်းလို့မိမောင်းထုတ်ပြထားတဲ့ဇာကားလေးတကားလေးဖြစ်ပါတယ်ဆိုတော့ဒီရုပ်ရှင်ဇာကားလေးကအရန်ကောင်းမွန်ပြီးတော့ပညာပေးဇာကားလေးလည်းဖြစ်တဲ့အတွက်အကြီးစုတဲ့နဲ့ဇာကားကောင်းရုပ်ရှင်တကားလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဇာကားလေးကို reaction recap စပြီးတော့လုပ်ပေးပါမယ်အဲရုပ်ရှင်လေးရဲ့ဇလန်းကတော့ကျွန်တော်တို့ဒီအခုခေတ် ီလှကျင်ပကျင်တဲ့သူတွေကိုကောက်ကောက်ကွန်းကွန်းမြင်တအောင်လို့မိမောင်းထိုးပြလာတဲ့ဇာကလေးတကားလည်းဖြစ်ပါတယ်ဇလန်းလေးကတော့ကျွန်တော်တို့ဒီမင်းသမီးတစ်ယောက်ကသူ့ရဲ့ငယ်ရွယ်နှုပြူလှပမှုတွေကမရှိတော့ဘူးသူကအသက်ကြီးလာပြီဖြစ်တဲ့အတွက်သူ့ကိုဇရာကလွှမ်းမိုးလာတာဖြစ်တဲ့အတွက်သူ့ရဲ့ရုပ်ရည်ကမလာမပါတော့ဘူးပရင်နေတယ်တွန့်လာပြီဖြစ်တဲ့အတွက်သူ့ကိုမင်းသမီးနေရာကနေထုတ်ပယ်လိုက်တဲ့အတွက်သူကအရန်ကုန်မှာစိတ်ညစ်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူဟာငယ်ရွယ်နှုပြူလှပစေတဲ့ပေါ့နော်အခုမှကျွန်တော်တို့ဒီရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အသစ်ခွဲထုတ်တဲ့ဆဲအသစ် ်ခွဲထွက်တဲ့စီးတမျိုးသူကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုထိုးသိမ်းလိုက်တယ်။အဲဒီနောက်မှာသူကသူ့ရဲ့ခန္ဓာကိုယ်အဟောင်းထဲကနေပြီးတော့မှနောက်ထပ်သူ့ရဲ့ခန္ဓာကိုယ်ကိုယ်ပွားအစ်စ်တစ်ခုငယ်ရွယ်နှုတ်ပြိုချောမောလာပါတဲ့ခန္ဓာကိုယ်အစ်စ်ကထပ်ပြီးတော့ထွက်လာခဲ့ပေါ့နော်။အဲဒီနောက်ပိုင်းမှာတော့သူဟာအဲဒီခန္ဓာကိုယ်အစ်စ်နဲ့ပဲအောင်မြင်မှုတွေဇက်တိုက်ရရှိလာပြီးတော့နောက်ပိုင်းမှာတော့သူ့ရဲ့ခန္ဓာကိုယ်အဟောင်းနဲ့ခန္ဓာကိုယ်အစ်စ်ရဲ့မတင်မြတ်မှုတွေကြောင့် အဲကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီ C ရေပေါ့နော် side effect တွေမကောင်းကျိုးတွေကစတင်ဖြစ်ပေါ်လာပြီးတော့သူအဲ့ဒီမှာစပြီးတော့ဒုက္ခရောက်တဲ့အဲအကြောင်းအရာလေးတွေကိုဒါရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်ကားလေးတကဖြစ်ပါတယ်ပေါ့နော်နောက်ဆုံးမှာတော့ခန္ဓာကိုယ်အဟောင်းဟာသူ့ရဲ့ခန္ဓာကိုယ်အစ်စ်ကြောင့်သူဒီလိုမျိုးရုပ်ဆိုးပန်းဆိုးဖြစ်သွားတယ်ဆိုပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အစ်စ်ကိုအဲအဆုံးတတ်ဖို့သူလှုပ်တယ်ပေါ့နော်ဒါပေမဲ့ဒီခန္ဓာကိုယ်အစ်စ်ကပြန်လဲနိုးထလာပြီးတော့ခန္ဓာကိုယ်အဟောင်းကိုတခါတည်းလက်ဆက်တတ်ပြီးတော့စမုံတုံးမိလိုက်ရေပေါ့နော် အဲ့ဒီလိုခန္ဓာကိုယ်အဟောင်းကိုသူလက်စတက်လိုက်တာဟာသူ့ခန္ဓာကိုယ်အတိတ်အတွက်တကယ်ကိုမှမဟာမဟာအမှားကြီးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီခန္ဓာကိုယ်အဟောင်းကနေပြီးတော့မှဓာတ်ရိုက်ပေါ့နော်အာရုံတွေယူရတာဖြစ်တဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်အတိတ်ကအာရုံတွေမရှိတော့ဘူးပေါ့နော်နောက်တစ်ခါမှာတော့သူကဒီရှိုးပွဲအတိတ်တစ်ခုအတွက်ပေါ့နော်အဲသူကဒီဘယ်လိုပြောမလဲအင်တာဗျူးပုံစံမျိုးနဲ့ဒါဝင်ပြီးတော့ထွက်ပြီးတော့ပရိသတ်တွေရှိကိုထွက်ပြမှာဖြစ်တဲ့အတွက်အဲသူဘယ်လိုပြောမလဲဒီခန္ဓာကိုယ်အဟောင်းကအားတွေကသူ့မှာမရှိတော့တဲ့အတွက်ပေါ့နော်သူအဆင်မပြေဖြစ်နေခဲ့တယ်အဲအဲ့ဒီအတွက်ကြောင့်မလို့သူအိနာခန်းနဲ့ဝင်သွားတယ်ဝင် သွားတဲ့အခါမှာတော့သူကလုံးဝကိုနှစ်တရားမကောင်းဆူဝါးကြီးလိုမျိုးကြောက်စရာအကောင်ကြီးပုံစံပြောင်းသွားတယ်ပေါ့နော်။ဘာကြောင့်ပြောင်းသွားတာလဲဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်အဟောင်းကိုသူက တက်ပလိုက်ပဲတက်ပလိုက်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်အဟောင်းအားတွေသူ့မှာမရှိတော့တဲ့အတွက်ပေါ့နော်ဒီလိုမျိုးကြီးမကောင်းဆိုးတဲ့ပုံစံမျိုးကြီးပြောင်းသွားတာပဲဖြစ်ပါတယ်အဲ့လိုနဲ့ပဲသူဟာသူ့ရဲ့ဒီလှပတဲ့မျက်နှာဖုံးကိုစွတ်ပြီးတော့သူပွဲလန်းရှိကိုထွက်လာခဲ့ပေါ့နော်ပရိသတ်ရှိကိုထွက်လာခဲ့တယ်နောက်ပိုင်းမှာတော့သူ့ရဲ့ဒီမျက်နှာဖုံးကကွာကျသွားပြီးတော့ပရိသတ်တွေကလည်းသူ့ရဲ့ဒီမကောင်းဆိုးတဲ့ပုံစံမျိုးတွေ့သွားတယ်တွေ့သွားတဲ့အခါမှာတော့ကျွန်တော်တို့အပွဲတရလူတွေရောသူရောဘာညာတကာဝူရှူဝါတွေအကုန်လုံးဖြစ်ကုန်နေပေါ့နော်အဲ့နောက်ပိုင်းကတော့သူထွက်တန်ယူတွေအရန်များတယ်ဖြစ်တဲ့အတွက်ကျွန်တော်ထည့်မပြတော့ပါဘူးအဲကျွန်တော်တို့ဒီကားလေးမှာပြောချင်တာကတော့အခုခင်မှာလည်းဒီလိုမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဒီပုံ ံစံအနေကလို့မဖြစ်ကြပေမဲ့တော်တော်များများအမှုပညာရှင်တွေဒီလိုမျိုးအလှအပကြီးရဲ့နောက်ကိုလိုက်လာကြတယ်သူတို့ရဲ့အိုမင်းစာတာရင်းရုံမှုတွေကိုလက်မခံမဲနဲ့ပြင်ရတယ်ပြင်လွန်လို့ဖင်ရှင်းကြတဲ့အမှုပညာရှင်တွေလည်းအများကြီးရှိကြတယ်ပေါ့နော်နာမည်တော့ထည့်မပြောတော့ပါဘူးအဲဆိုတော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့သဘာဝလေးကိုဒါရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်တော်တော်ကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကျွန်တော်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်တကယ်လို့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲဒီစကားလေးရဲ့ link ကိုကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်ပေးထားပါမယ်ကျွန်တော်ရဲ့ Telegram channel မှာတွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ဒီစကားရဲ့အဲကျွန်တော်တို့ comment link မှာပေါ့နော်ကျွန်တော်ရဲ့ Telegram channel ချပေးထားပါမယ်အဲ့ဒီကနေပြီးတော့မှတွားပြီးကြည့်လို့ရပါတယ်ဆိုတော့အဆုံးထိကြည့်ပြီးတဲ့တရားရှင်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်နောက်ပြီးကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲပိုင်ပါမှာနော်